စာပေချင်းမြတ်နိုးသူများအားလုံးကိုကျမတို့ရဲ့အာစီတုတ္တဆုံးရတဆုံး channel မှပြန်လဲကြိုဆိုလိုက်ပါရရှင်။ကျမကနှင်းစီပါ။ကျမယခုဖတ်ပြပေးမှာကဆရာကြီးမြမျိုးနဲ့ရေးသားထားသော ရှီဟောင်းနှောင်းပြင်းများစောင်းပါအမှတ်၁၁ပဲဖြစ်ပါတယ်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေရှင်။စောင်းပါအမှတ်၁စစ်ကြီးကတော့ဖြစ်လာပြီ။ဒီကနေ့ပြင်းပြင်းထန်ထန်ဖြစ်သလိုမနှက်ဖြန်ပို၍ပြင်းထန်ပြီ။ တပက်ခါကြောက်เสียပြင်းထန်ပြီဖိနှွဲကအေယာမပြင်းထန်နေရဲ့တကားခါမတွေးဝင်အောင်ပြင်းထန်ပြီတီနောင်တီနောက်မြို့တွေပြက်ရွာတွေပြောင်းလူတွေသေနှင့် ကိုတို့တွေပြန်တွေ့ခြင်းမှ တွေ့ရတော့မည်ယနေ့ညတွေ့ကြခြင်းသည်ပင်ဘဝရေဆက်ကြောင့်တဦးကိုတဦးနှုတ်ဆက်ခွင့်ရအောင်နောက်ဆုံးတွေ့ကြုံရခြင်းမျိုးဖြစ်ခြင်းဖြစ်နိုင်သည် အင်္ဂလိပ်ထုံးစံနှင့်အင်္ဂလိပ်စကားတွင်တဦးနှင့်တဦးခွဲခွာကြရသောအခါ good bye ကောင်းသောခွဲခွာခြင်းမျိုးသာရှိသည် ပြင်သစ်လူမျိုးတို့တွင်မူတဦးနှင့်တဦးခွဲခွာရသောအခါနောက်ဆက်တွဲထက်လျက်ပြင်သစ်ဘာသာအတန်အတွက်နှင့်ဆိုကားဘွန်ပွိုင်းရိတ်အော်ရီပွိုင်းရာဟုနှုတ်ဆက်လျက်ရှိပါသည်အင်္ဂလိပ်ဘာသာနှင့်အတန်ထွက်လျင် good bye to me be me again ဖြစ်ပါသည် မြန်မာလူဆိုကနောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံသည့်တိုင်အောင်မင်္ဂလာရှိရှိ ခွဲကြစို့ဟု၍ဖြစ်နိုင်ပါမည်။သို့သောယနေ့ညကျုပ်တို့တွေတွေ့မှမူဂုပိုင်လောက်သာနှုတ်ဆက်တင်ကြသည် ထင်သည်ဟုပြောရာမာလိန်မူအမျက်တော်ဝင်တော့ပလိအရာရှိတို့ကပါထွေစားပြုတ်နေပြီဖြစ်၍မတောက်သောအုပ်စုနှင့်ပူပေါင်းလျက်တယောက်တခွန်းဟာဆရာကလည်းနမိတ်မရှိနမမရှိဘာလို့ဂုပိုင်ရမှာလဲတဝီမီ အကိမ့်မှာထင့်မှပေါ့ကျွန်တော်တို့တွေအားလုံးတန်မှုန်ကမကောင်းလို့မစားဘူးရက်ဒီမင်္ဂလာနဲ့ပြည့်စုံအောင် အားလုံးအားလုံးရွှေမုံစားတွေဘယ်တော့မှတေမဲ့လူတွေမဟုတ်ဘူးရွှေမုံတွေမကဘူးရွှေရည်တွေတောင့်နေကြတဲ့သူတွေမှုတေတယ်ဆိုဂျိုနယ်လာဖုန်ကြီးကာလာသာတေမင်းလက်မခံတွေပါဆရာရဲ့တေစကားမကြောက်တဲ့လူတွေပါမသေးစားစားမသေးဝိဝိ့ မသေးရနေမသေးမဲ့စီသွာမသေးခྱི་ရှောင်နေကြတဲ့သူတွေမှုဘွန်ပွိုင်းရိတ်အော်ရီပွိုင်းယာဟုတန်ပြိုင်အော်လာကြခြင်းကြောင့်အခန်းတစ်ခုလုံးစူညံကအခြားခྱི་သွာများနားကလောခြင်းစရာဖြစ်လာပါတော့သည်ပျော်ကြရွှင်ကြဟီလီဟာလီနေကြသည်မှာတော့ပြောစရာမလိုအောင်မြိုင်ဆိုင်နေကြပါသည်24အောင်စဝင်ဟိတ်ဝီစကီမှာ၄ယောက်သား1ပက်ခေါ်သောတခါမော့တာတာစီထည့်၍ဆိုရာအခါရီရောသည့်ဆိုယုံမြရောလျက် အပင့်ဟဲ့အစိတ်ဟဲ့အတောက်ဟဲ့ဟုအကျဉ်းဆဲခံရသောနီးမျိုးနှင့် ခတ်သွက်သွက်တောက်ကောင်းတိုင်းရှီတိုင်းမြိုကြမော့ကြအပင်းဆိုကြရာတယောက်လေးဖန်ခွက်လောက်စီ အလှဲ့ရယုံနှင့်ကုံသွားပါသည်အချိန်လဲ9နာရီခွဲခန့်ရှိသွား၍ပလင်းဆရာတို့နှုတ်ဆက်ထွက်သွားကြမှဆရာတပည့်၄ယောက်၏တပ်ပရဏံပေါင်းခေလီအိုဆွေးနွေးကန်းကို စကားစကြရပါလေတော့သည် တောင်တွင်းကြီးစိန်တွင်ကသူတိကျင်နာတွေစမေးသည် စိတ်ရှည်လက်ရှည်ပျော့ပြရပါသည်စောမြင့်ကဂျာနေကျော်ဥချင်မောင်နှင့်ဇနီးဒေါ်မတ်မလေးအကြောင်းကိုမေးသည်စောဦးနှင့်ရွှေပင်တောင်းတို့အကြောင်းပါပါသည်သူတိလိုသည်မြကိုပျော့ပြရသည်မှာတဖြည်းဖြည်းနှင့်ည7နာရီထိုးအထိအချိန်ကိုသုံးလိုက်ကြရပါသည် မောင်လကောင်းအလှဲ့သို့ရောက်လာသောအခါဆရာသခင်ဘာတောင်းအကြောင်းကိုမေးပါတော့သည် အေးအဲ့ဒါမှအခဲကပကန်းရာဇဝင်ကိုတုတ်ထန့်ပြောရတယ်လို့ပြောရမယ်ကိစ္စမောင်းလက်ကောင်းရအရှိမအရှိကြီးကငါတိတလောက်ကအသင့်အတင့်ရဲ့သူ့ရာဇဝင်ကမှန်နန့်တို့ဥကလာတို့နဲ့နင်လားငါလားလောက်ရှေးလျားကျဲဝန်းနေဆရာတိတလောက်ပေါ်ဆရာရဲ့အပေါင်းအသင်းမဖြစ်ခင်တိတာ အပေါင်းအသင်းဖြစ်လာမှတိတာ သူ့မျိုးချစ်စိတ်သူ့တော်လန်ရေးစိတ်လွတ်လပ်ရေးကြိုးပမ်းမှုစားပြီးအေးအသားစမ်းသစ်တီထွင်ချက်ဘာသာပြန်လုပ်ငန်း ။တခင်ခိုင်းထူထောင်ပုံကစသည်စသည်ဆရာတိတဲ့လောက်မှတ်သားပါရစေ။ဆရာတခင်ပါတောင်းကိုကျွန်တော်ကြီးညိုရိုးသည်လေးစားမြတ်နိုးတဲ့ပုံကူမှုဘလောက်တိရတိရတိရသည်များကျွန်တော်အတွက်အလွန်အထက်အထုအမြတ်အကျိုးများမှာမို့ပါ။တိရသည်များကျွန်တော်အတွက်အလွန်အမျက်ထွက်အကျိုးများမှာမို့ပါဟု တောင်းပန်ခြင်းကြောင့်ညမျိုးလင်တိသည်များနှင့်တွေ့ကြုံရသည်များတို့ကိုခက်ဖြည်းဖြည်းစင်စားရင် ပြောပြရပါနေတော်သည်ဆရာကြီးတခင်ဘာတောင်းမှာ တခင်ဘွဲ့မခမ်းယူမီ နိုင်ငံရေးစိတ်မဝင်သေးမီမောင်ပါတောင်းအဖြစ်နှင့်မန္တလေးဘီတင်အင်ဘိုင်ဟိုက်စကူးခေါ်မြမများတီထောင်သောဗုဒ္ဓသာသနာနှုတ်ကဟကျောင်းသားအဖြစ်သူငယ်စဉ်ကစတင်ပညာသင်ကြားခဲ့ပါသည်ပြီးလက်သို့ဒယ်လီဂိတ်ရှိအခေါ်လွတ်လပ်ရေးပထမဆုံးသွားတောင်းကြသောဖေပုရှင်ကိုစလဲအဖွဲ့တွင် ပါဝင်သောဆရာကြီးဦးထွန်းရှိန်မှ ထိုကျောင်း၏ကျောင်းအုံကြီးဖြစ်ပါသည်ဘီတင်အင်ကျောင်းသား900 တထောင်နီးပါးခန့်ကိုမျိုးချစ်စိတ်နှင့်လွတ်လပ်ရေးတိုက်ပွဲဝင်လို့စိတ်များဝိညာဉ်တွဲအောင်တွဲဝိုင်းသောဤမျိုးမျိုးဖြင့်တင်ကြားရသောအတန်းလိုက်အစစ်လိုက်စာများတွင်မတိမတာထဲ့ကသာသနာပြုနေသူဖြစ်ပါသည်ဘီလက်မှပြန်ရောက်သောအခါကွယ်လွန်အနှိမ့်ဆာရောက်သွားခြင်းကြောင့်ညီဖြစ်သူဥပတင်ကကျောင်းအုပ်ဆရာကြီးအဖြစ်ဆက်လက်ဆောင်ရွက်၍အကိုဖြစ်သူဤလွတ်လပ်ရေးတိုက်ပွဲတွဲဝိုင်းကြိုးပမ်းချက်ကိုကိုစားပြုခြေရာနင်းရင်ဆက်လက်ဆောင်ရွက်ပါသည် ဥပတောင်းမှာပညာတော်ပါသည်အင်္ဂလိပ်ဘာသာကိုမြန်မာဘာသာပါဆွဲဆောင်ရသည့်အပြင်ဆရာကြီးများကပေးသော နိုင်ငံရေးပညာများဝိညာဉ်တွေ့ကန့်နေပါသည်ပညာမင်းကြီးမဟန္တာ နေရာမကျ၍အာနာတော်ပေးပုံအကွက်ချော်လင်းရဲ့အဆက်တော်ရဖို့မြန်မာပြည်တွင်ပထမဆုံးចောင်းသားတပိတ်ကြီးပြည်လုံးကျပေါ်လာသောအခါတွင်မူ ိုဘတောင်းမှာ high school ဖိုင်နယ်အောင်မြင်ပြီးရန်ကုန် university တွင်ကောလိပ်ကျောင်းသားကြီးအဖြစ်နှင့်ရောက်နေပြီဟုထင်ပါသည်သူသည်အင်္ဂလိပ်ဘာသာတွင်လည်းပိုင်နိုင်သည်မြန်မာဘာသာတွင်လည်းကိုလိုရီယန်ခေါ်သော စကားလုံးအဖြတ်အတောက်ထားအသူများကိုလည်းခေတ်ဆန်းအနေနှင့်စမ်းသစ်ကြည့်သည် တီထွင်သည်ကြောက်မွေးပါဇာကနာနှင့်ဆွဲနှုတ်လာမယ်ပေပြည့်တွေ့လုံရဲရင်ခံရရသည်ဗမာပြည်သည်တို့ပြည် ဗမာစာသည်ဒုစာဗမာစကားသည်ဒုစကားစာသောစကလုံးတစ္ဆန်များအားလွတ်လပ်ရေးတိုက်ပွဲဝင်စောင်းပုတ်စမ်းများကို သူစတင်တည်ထွင်သူဖြစ်ပါသည် University College တွင် Mr. Slots နှင့် Mr. Farnivel စသည်တို့ကလူတော်တယောက်မှန်းသိ၍နီးပြစရာအဖြစ်ခန့်အပ်အားပေးကြပါသည် အင်္ဂလိပ်လူမျိုးများအားကတင်ညွတ်ကတဝေဒီနှင့်သူတို့ဆန္ဒကိုပြေဝစေမှုထက် မြမာတွေကျွန့်ဖြစ်နေရခြင်းကိုရင်နာသောဘက်ကအလေးတာခြင်းကြောင့်မြမာပြည်တွင်သခင်ဟူသောဘွဲ့ကိုတီထွင်လျက်သခင်ဘာတောင်းဟူ၍မာတာမိခင် ဖွာတန်ဆင်သည့်အမည်တညာခေါ်စရာကားအဖြစ်ပထမဆုံးဇာတာခွင်တွင် တင်လိုက်သူဖြစ်ပါသည် အင်္ဂလန်ပြည်လန်ဒန်မြို့နှင့်တကွအခြားမြို့များမှထုတ်လုပ်ကြသောစေဝါစသည့်လူသုံးပစ္စည်းအမျိုးမျိုးကိုမြမာပြည်ဈေးကွက်တွင်သွင်းလိုလာကြသောအခါကြော်ညာနှင့်တကွသုံးပုံသုံးနီး အညွန်းသတိပေးစာစသည်တို့မြမဘာသာနှင့်ပုံနှိပ်ထည့်သွင်းရန်လိုလားခြင်းကြောင့်ပမောက္ခလို သူခမိန်လိုလူစားမျိုးကိုမေးမြန်းစုံစမ်းရှာဖွေကြသည်တွင် မစ္စတာဆလော့စ်နှင့် မစ္စတာဖာနီဗယ်တို့ကဆရာအဘတောင်းနှင့်ဆက်သွယ်ပေးခြင်းကြောင့်၁စမ်းလိုက်ဆက်ပြ၂၆ချိန်ပါလင်ချောင်းဆိုးပျောက်စီ၃ဘီချန်ဤဝမ်းနုဆေးလုံး၄ဒေါက်တာဝီလျံဤပင့်ပီအာတိုးစီ၅ဘိုင်းဘင်း ရုပ်ပြူကိုနုတတ်မှန်စေစသောများစွာသောလူသုံးကုန်များအတွေ့ငွေခက်ဆုဆုယူကားမြမဘာသာနှင့်စာများရေးပေးခြင်းဖြင့်မြမပြည်တွင် ပထမဆုံးအကျိုးခံစားခွင့်ယူခဲ့သူလည်းဖြစ်ပါသည်ပြည်တွင်သို့မော်တော်ကားတင်သွင်းစာပြုလျက်ဖို့နှင့်ချက်ပလက်တို့အပြိုင်ဖြစ်လာကြသည်တွင်လမ်းကပ်ပိုစတာကြီးများအတွေ့ချက်ပလက်ကုမ္ပဏီက I am Bika Inbecta ဟူသောစက်လုံးကိုပေးရာကျွန်ုပ်သည်ကြည်လေကြည်ဤ ကောင်းလဲကောင်း၏ဟုဘာသာပြန်ပေးလိုက်ခြင်းကြောင့်ထိုပိုစတာကြီးများရှောက်ကတ်သောအခါမြမားတပြည်လုံးပွဲကြခဲ့ဘူးပေသည်ထို့နောက်တခင်ဘာတောင်းဟု၍ကမွန်းတက်ချင်းကိုတက်ဆိုင်ရာ ကိုရွှေအင်္ဂလိပ်အာနာပိုင်တို့ကခေါ်ယူမေးမြန်းရာ မြန်မာလူမျိုးတို့မှာတကောင်းအပိယာစာကစ၍သခင်လူမျိုးများဖြစ်ခဲ့ကြောင်းမြန်မာတက်ကရေ1249ခုနှစ်တွင်ဘရင်ကောထိတ်စုမြတ်အခေါ်ခံဘရင်မိမကောပြည့်ပြည့်နှင့်အဖွဲ့ဝင် ဝင်ကြီးတွေကနေရာမကျ၍ကျွန်သူမျိုးဖြစ်ခဲ့ရကြောင်းကျွန်သက်ရှိလာလျက်သခင်လူမျိုးပြန်ဖြစ်ချိန်တန်ပြီးဖြစ်သည်ဖြင့်မိမိကစတင်သခင်အခေါ်ခံကမြမပြည်သူပြည်သားအလုံးသခင်တွေအခေါ်ခံစီလျက် သခင်ပြန်ဖြစ်အောင်လုပ်မည်အကြောင်းရှင်းလင်းပြောဆိုသဖြင့်လာအနည်းငယ်အတွင်းနီးပြဆရာအလုပ်ကိုလက်လွတ်လိုက်ရလျက် University College နှင့်ခွဲခွာလာခဲ့ရပါသေးတော့သည်ရေဒါရှိလမ်းတွင် ချမ်းကျဲကျဲလူများများနေပြည့်မည်နေရာထိုင်ခင်းကိုရှာဖွေလျက်ဒို့ဗမာ အစည်းအရုံးကိုဖွဲ့စည်းပါလေတော့သည် University မှသခင်လေးမောင်သခင်ဘစိန်သခင်ကြီးသခင်နုစသဖြင့် ကျောင်းသားသခင်တွေတော်တော်များများအားရလောက်အောင်စုဆောင်းမိလာကြပါသည်မန္တလေးမှ WNB ဆရာတင်ပင်အင်္ဂလိပ်စာ အလွတ်ပညာသင်ကျောင်းနှင့်ဇက်တပင်အငိတ်များအားတချင်းရေးပေးနေသော အလုပ်များကိုဖျက်သိမ်းဆွလွတ်က WNB သခင်တင်ဘွဲ့တင်နှင့်ရန်ကုန်သို့ပြောင်း၍သခင်ဘာတောင်းနှင့်အတူသွားရောက်နေထိုင်ပါလေတော့သည်ကဘာမကြီးဗမာတတွေဒါတို့ပြေဒါတို့မြေ ဟူသောတခြင်းကို ပထမဆုံးဆက်ဟတ်သူမှာ YMB တခင်တင်ဖြစ်ပါသည် YMB ဆရာတင်မန္တလေးနေထိုင်စဉ်အတန်တိတ်စာရန်ထိုးရုပ်ရှင်ဇာတ်ကား၃ကားအပြိုင်အဆိုင်ရိုက်ကူးကြပါသည်ဆရာတင်ကဖိုးစင်တောင်အမည်ရှိဇာတ်ကားကို မန္တလေး84လမ်းမင်းသားစုရက်ကတီထောင်သောကုမ္ပဏီအတွက်ဒါရိုက်တာပြုလုပ်ရိုက်ကူးပါသည် နောက်သောအခါ A1 တွင်အလုပ်ရမည်ဥပရှင်ကရှမ်းစုရက်မှဥငိန်တီထောင်သော ရွှေပရေသာရုပ်ရှင်အတွက် ရွှေပရိသာဇက်ကားကိုရိုက်ကူးပါသည်တနေ့တည်းတလာတည်းတစ်ချိန်တည်းလောက်ထူထောင်ကြလျက်အပြိုင်းအဆိုင်အတမခန့်အနိုင်ယူရန်ကြိတ်၍စူးစမ်းရိုက်ကူးကြတော့လေပါရမီခံနေခြင်းရုပ်ရှင်ပညာကောင်းစွာမစည်းပူးမိသေးခြင်းတို့ကြောင့်ဇက်ကတော့ဖြစ်မြောက်လာပါ၏အောင်မြင်ခြင်းသည်ဟူသော အောင်လံကိုမထူနိုင်ပင်မန္တလေးနှင့်အထက်မြမပြီး၄၅၀မြို့လောက်သာပြနိုင်ကကြက်ပြောက်ငှက်ပြောက်ပျောက်ပြဲသွားရပါလေတော့သည် တယောက်နမ်းမီကိုတယောက်သည့်တယောက်စာကိုတယောက်ဖတ်နေကြတော့လဲဆရာသခင်ဘတော်နှင့်မြမျိုးလွင်တို့လူချင်းစတင် တွေ့ဆုံခင်မင်ကြရသည်မှာရန်ကုန်မြို့ဘာလန်းရှိရွှေသားဘူစာပုံနှိမ့်တိုက်တွင်တိုက်ရှင်ကိုဆိုင်မအေးရင်တို့ကမိတ်ဆက်ပေးကြသည်ကအစဖြစ်ပါသည် ရွှေသားဘူစာပုံနှိမ့်တိုက်ပေါ်ပေါက်လာပုံမှာဗိတိရှဘာမာ ရုပ်ရှင်ကုမ္ပဏီ၏အဆုရှင်တဦးဖြစ်သူဦးဆန်က 36လမ်းတွင်ဒူးဝင်အမည်ဖြင့်စာပုံနှိပ်တိုက်တစ်ခုဖွင့်လှစ်ထားပါသည်။ရုပ်ရှင်ကုမ္ပဏီနှင့်ပတ်သက်သော လုပ်ငန်းများပင်မနိုင်အောင်လုပ်နေရပါသည်။ကိုဆိုင်က ထိုတိုက်၏မန်နေဂျာနှင့်ဖို့မင်းကျုံဖြစ်ပါသည်။ဗြိတိရှဘာမာအတန်တိတ်ဇာကာများထင်းပေါ်ကြောကြားတိုင်းပြည်ကအားပေးနေခြင်းဖြစ်၍ဒူဝင်အမည်နှင့်မဂဇင်းတစ်ဆောင်ထုတ်ရလျင်ရုပ်ရှင်ဇာကာများအကြောင်းကြိုတင်ထည့်သွင်းဖော်ပြခြင်းဖြင့်တစ်ချက်ခုနှစ်ချက်ပြန့် ဆောင်ရည်တွင်ကျဲရောင်းချက်ကောင်းမီစာကောင်းဘေးကောင်းဝိတုပကောင်းများကိုလည်းထဲ့မည်ဟုဆုံးဖြတ်ကာကိုဆိုင်ကဆရာတကုံစီရအားအရီတာကျုပ်လို့ရန်စိတ်ကြိုက်လာကပြီး၍အလုတ်ဝင်စေပါတော့သည် ထိုအချိန်ကဆရာစီရဤမြတ်လေးရွှေသားဘုံဝိတုများမှဖိမ့်ဖိမ့်တုံအောင်ကြော်ကြားလျက်လူကြိုက်အများဆုံးနှင့်တိုင်းပြည်ကသွေးအတောင်ဆုံးထိတ်တန်းဝိတုများဖြစ်ပါသည်ဒူဝင်မဂဇင်းမှာမြတ်လေးရွှေသားဘုံဝိတု ဗြိတိရှ်ဘာမာရိုက်ကူးစဲစကားများမှဓာတ်ပုံများကိုဖော်ပြခြင်းကြောင့်ထိုခေတ်တွင်ပင်လစဉ်အုပ်ရီ1000လောက်အထိဖြန့်ချီထုတ်ဝေခဲ့ရပါသည်ကာလကြာသောအိုင်ရှင်ဥဆန်နှင့်မန်နေဂျာကိုဆိုင်တို့ရေဆက်ကုန်ကြကမဂဇင်းထုတ်ဝေခြင်းကိုရက်စဲလိုက်သည့်အတွေ့ကိုဆိုင်ကဆရာစီရထံခွင့်ပန်၍ရွှေသားဘူအမီကိုသုံးကာဘာလန်းတွင် စာပုံနှိမ့်တိုက်ဖွင့်လိုက်ခြင်းဖြစ်ပါသည် ဆရာဘာတောင်းမှာဝိပုံထုံပုံ မန္တလေးဟန်မပြောက်ပါခေါင်းပေါင်းကိုတေသက်ပြီအောင်ပေါင်းခြင်းပင်းနီရင်ဘုံအင်းကြီးတောင်မြို့ရဲ့မန္တလေးပိုးလုံးကြီးအသွေးရင့်ရင်မန္တလေးလို့ဘုံပိုင်တရေပြက်ဖက်နဲ့အိန္ဒိယဖြစ်တစ္စည်းတုတ်ထီးစသည်တို့ဖြင့်မြန်မာပိသစေပါသည်တူလာခဲ့သောအကြောင်းရင်းမှာမိတို့လက်မြောက်ကင်တစိမ့်နှင့်ဒုဗမာတည်င်းစဉ်ဂျာနယ်ထုတ်ရန်အတွက်ဖြစ်ပါသည်ရည်ရွယ်ချက်မှာမြန်မာတိုင်းသခင်စိတ် ရိသန္တီတည်ရေးနေချင်းစန့်ကျင်ရေးအရင်းရှင်အပြုတ်တိုက်ရေးအသက်15နှစ်အထက်မကျော်သေးသူများကိုလွတ်လပ်ရေးတိုက်ပွဲဝင်တင်နန်းအတွက်မော်သွင်းပေးရေးအင်္ဂလိပ်စိုးသည်ကိုမကြောက်ရေးစသည်တို့ဖြစ်လျက်ခုနှစ်ရက်တကြိမ်ထုတ်ရန်အစီအစဉ်များဖြစ်ကြောင်းပြောပြပါသည်သို့သောရန်မုံငွေလုံလောက်အောင်မရှိသဖြင့်ရှားကြရပါမည်ကိုဆိုင်က စိတ်ရှည်လက်ရှိအကျွေးရိုက်ပေးရပါမည်ငွေရလာမှရသလိုတဖြည်းဖြည်းပေးသွင်းမည် ယခု3လလစာငွေရှိတော့လဲနောက်ထပ်ငွေလိုမည်လုံးငွေကိုတစုလင်30ကျပ်နှုံးဖြင့်တိုင်းသူပြည်သားထံစာရွေပို့၍အစုခေါ်မည်အစုဝင်ငွေများနှင့်ဆက်လက်ထုတ်သွားလျင်ခိုင်မြဲလျက်တခင်တိုင်းပြည်ပြန်ဖြည့်ရမည်ဟုယုံကြည်ချက်ထားကြပါသည်ထို့ကြောင့်အစုပါဝင်ကြရန်မြစ်တာရက်ခံစာကိုပုံနှိပ်တိုက်ရှင်မအေးရင်စီစဉ်ကြွေးမွေးဧကန်သောအစားအစာများစားကြရင်တခင်ဘာတောင်းညမျိုးလွင်နှင့်ကိုဆိုင်တို့တိုင်ပင်၍အကျန်းရေးကြပါသည် လူချင်းမင်းသည် အမျိုးဘာသာသာသနာကိုပညာကိုမျက်နှိုးသူ မျိုးချစ်စိတ်ရှိသူတခင်ဘဝပြန်ရောက်လို့သူလွတ်လပ်ရေးလိုချင်သူဖြစ်ကြောင်းသိရ၍ဤစာဖြင့်ရဲဘော်ရဲဘက်အဖြစ်ခရီးအတူသွားရန်လက်တွဲလိုက်ခြင်းဖြစ်ပါသည်ကအစတစုမှဆယ်စုအထိစိတ်ထားပြက်ပြက်နှင့်ထဲဝင်စည်းလိုချောင်းတို့ကိုအစပြုကဒုဗမာတည်င်းစဉ်ဤမူဝါဒလမ်းစဉ်ရည်ရွယ်ချက်များကို ဖော်ပြပါသည် နောက်ဆုံးပိတ်မြစ်တာရက်ခံချက်မှာ ဤအစုငွေများသည်စီးပွားရေးသမားတို့အမျက်ထုံသောကုမ္ပဏီလီမိတက်ဖွင့်၍ကုန်ရောင်းကုန်ဝယ်လုပ်သည့်လုပ်ငန်းမျိုးမဟုတ်သဖြင့်တလကြာနှင့်မြည်မြ၊တစ်နှစ်ကြာနှင့်မြည်မြ၊ဆယ်နှစ်ကြာသောအခါမြည်မြားဆိုသော အမျက်ငွေထွက်လာရေးများကို မျှော်လင့်လာနေကမထည့်စေလိုပါအစုငွေအဖြစ်ပို့လိုက်ခြင်းကစလျက်နိဗ္ဗာန်ပစ္စယောဟောတုဟုစေတနာပြတ်နိုင်မှသာပို့စီလိုပါကြောင်းဟု ရေလာမောလာရေးကြရင်ပြီးသွားပါသည် ်ထိုအစုဝင်ခေါ်ဆောင်များပုံနှိပ်ပြီးသွား၍မြန်မာတပြည်လုံးသို့ဖြန့်ပို့လိုက်ရာဝေးတော်တော်ခက်များများရောက်ရှိကြောင်းဂျာနယ်အတွက်စိတ်အေးလက်အေးထုတ်ဝေနိုင်ရန်အထိငွေကြီးလုံလုံလောက်လောက်ပို့ကြကြောင်းများ နောင်သောအခါတခင်ပါတောင်းနှင့်ကိုဆိုင်တို့ကပြောပြ၍သိရပါသည်သို့သော တခင်ပါတောင်းဒုဗမာအစီအယုံနှင့်တခင်ကိုင်းထောင်ချင်းများကို အင်္ဂလိပ်အစိုးရတို့ကရွှေစိတ်တော်ညိုအလိုတော်မကြကြောင်းလူပြောသူပြောများဖြင့်သိခဲ့ရဘူးပါသည် တို့ဗမာအစီအယုံများမြန်မာတပြည်လုံးအစီအယုံခွဲတွေတီထောင်မိလျက်သကောင်စရင်အရာလူဦးရေ၄ပုံတပုံခန့်တခင်အမိခံလာကြသောအခါတခင်ဘာတောင်းမှာအိန္ဒိယပြည်ကလကတာမြို့သို့ခိတ္တသွားရောက်နေထိုင်ပါသည်ပန်းသာမဆာဦးနှစ်တွဲကိုကလကတာတွင် နေစဉ်ရေးသားယူလာခဲ့ပြီးနောက်မြမပြည်အရောက်တွင် ထုတ်ဝေလိုက်ရာ ကောင်းစွာအောင်မြင်လျက်အုတ်ကောနေရဖြစ်သွားခြင်းကြောင့်ငကနီစာအုပ်တိုက်နှင့် ထွန်းအေးစာအုပ်တရုပ်တို့ကသခင်ဘာတောင်းဤဘာသာပြန်စာပေများတို့ရင်နံမြေစသောပင်ကိုရေးစာမူပေါင်းများစွာကို အလူအရက်ဝယ်ယူထုတ်ဝေနေကြကြောင်းများပြောပြရပါသည်သခင်ဘာတောင်းအကြောင်းကိုတခမ်းရက်လင်ရက်ချင်းတောင်တွင်စိန်တွင်က လာပြန်ပါနေတော့သည်အဲ့ဒါထက်ဆရာနန္ဒနဲ့ရွှေသူစင်ဟာဘာကြောင့်စာပေလောကကိုကြောခိုင်းသွားရတာလဲဟုမေးပြန်ခြင်းကြောင့်နန္ဒဟာစာရေးဆရာကောင်းတစ်ယောက်ပဲ ထူးထူးခြားခြားဆန်းဆန်းပြပြစိတ်ကူးတဲ့နေရာမှာတော်တော်နဲ့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 တဘာဝမလွတ်ရအောင်ရေးတက်တဲ့ပုံကိုပဲဒါပေမဲ့ခိအလိုက်ဆိုသလိုဝိတုတဘောမှငွေ30ကျပ်သားရတော့စာရေးဆရာဘဝဟာလူလုံရေးခက်တယ်ဆိုပြီးချက်မြုံဇာတိဖြစ်တဲ့ပခုတ်ကူမျိုးကိုပြန်ဦးလေးတော်သူစံကုံတယ်ကြီးရဲ့တိုက်မှာမန်နေဂျာဝင်လှုပ်ပြီးသူ့ဘဝကိုသူပြောနေတော့မယ်ဟိုတောင်ပြာကြီးပြာရနဲ့လာရလို့အကြောင်းကြားနိုင်ချိန်မရတဲ့အတွက် ပခုတ်ကူစိတ်ကမ်းမှာမတွေ့ခဲ့နိုင်တော့ဘူး။ဒါပေမဲ့စာပေးစာယူကတော့မပြတ်ရှိနေကြလို့လူချင်းတွေ့နေရတယ်လို့ပါပဲ။ရွှေသင်္ကန်းကတော့တကုံမဂဇင်းရဲ့မူပိုင်စာရေးဆရာတကုံကလွှဲရင်ဘယ်မဂဇင်းမှမရေးဘူး။ဆရာတကုံဇေယျနဲ့တိတ်ချစ်ကြတာပေါ့။ကိုနဲ့တောင်းဆရာဇေယျကမိတ်ဖွဲ့ပြီးလို့ခင်မင်းရင်းနှီးကြရတာ။သူလည်းနန္ဒလိုပဲ။ဝိထုတဘောမှငွေ90ကျပ်ရနေတော့တကူတော်ဘဝနဲ့လူပြိုလိုနေတော့ကိစ္စမရှိဘူး။ တာမယာယူလို့ကလေးတွေဘာတွေရတဲ့အခါခက်မှဆိုးတာကြောင့်အင်္ဂလိမြန်မာနှစ်ဘာသာကောင်းတဲ့လူမှုစက်ယုံအလုတ်ယုံရင်းနွေးအိုးမီးအိုးစစ်ရတဲ့ဝိုင်းလာ inspection ယုံကိုလာက200ကျပ်ရတာနဲ့ပြောင်းသွားရင် စာပေကိုကြောခိုင်းထားခဲ့တာပဲဒါပေမဲ့ဝေးတန်တီတေဂါမဖျောက်ဆိုတာလို့ယုံကိစ္စအလုတ်တောင်ဝင်နဲ့မန္တလေးရောက်တဲ့အခါတော့မန္တလေးနန်းတော်တို့မင်းကွန်ခေါင်းလောင်းတို့တို့အကြည့်ကြပြီးကတိကတ်တတ်တော်မေးသေးတာပဲ ထိတ်ဆုမြတ်ဖျားကိုတိဘောဘရင်ကကြောက်ရပုံဥကောင်းလိန်ထုတ်မင်းဆက်ပြုတ်ဆိုသည်ကို သူမယုံပုံထီရေနန်းရာတွင်လူသက်ဝါဒကျင့်သုံးခြင်းကိုအကောင်းကြီးထင်လုပ်နေခြင်း၏အမှားများအမရပူရဘိုးတော်ဘရင်လည်းကဘာလောကကြီးတစ်ခုလုံးဘသူမှမတုနိုင်အောင် အကြီးဆုံးတွေကြီးရှောက်လုပ်တဲ့အတွက်အပြည့်အစည်းတွေကြီးခြံထားနိုင်ခဲ့ပုံရှင်မဟာသီလဝင်သနှင့်ရှင်မဟာရထာတာရတို့ စာစမ်းပေးစမ်းကိုကဘာတရားအစမ်းမပြေအကွက်စီစီပြင်နိုင်သူမပေါ်ရနေအောင် ရေးသားကြဖို့များကိုရုတ်ကားဆိုးကားတပိုက်စီထောက်ပြရင်ပြောနေရှိကြောင်းများပြောပြရပါသည်ထိုအခိုက်တင်မောကြီးကအော်အော်ရှိမှုတ်ပါနေတော့သည်ဆက်များနိုးလာကုန်သဖြင့်တင်မောကြီးတဟီးဟီးတုံလာပါနေတော့သည် အရှိပဲမှရောင်းနေပင်လာသဖြင့်မိုးလင်းတော်မြီကိုတိလာရပါသည် သင်းမောခုံလန်းမြင်နိုင်မိအလေးရောင်ရနေကန်းကခွာ၍အရှိသူဆက်လက်စုံစင်းတော်မူဖြစ်သည့်ဖြင့်တပည့်သုံးဦးအားနှုတ်ဆက်ကလူချင်းခွဲလိုက်ရပါသည်ညမျိုးလွင်မှာမိုးနှင်းထိုင်စကားပြောရသည့်ဖြင့်မူတူးမှိုင်တိုင်းဖြစ်ကလက်ကောင်စောမြင့်စိန်သွင်တို့စိတ်ခံတမန်ပေါ်မှဆရာဖြစ်သူအားမျှော်ကြည့်နေကြခြင်းကို ကုန်းပေါင်းနှုတ်၍သင်းမောရေလဲခွာလာသည့်အထိစောင့်ကြည့်လက်ပြနှုတ်ဆက်လျက်တဖြည်းဖြည်းအလန်းကွာလာမှ အခန်းတွင်ဝင်ကား အိတ်ရင်ခရီးဆက်ခဲ့ရပြန်ပါသည်အိတ်ပြောနေလိုက်သည်မှာအပေမြကြာသည်မသိပါစားချိန်တောက်ချိန်အတွက်အခန်းဆောင်လူလင်ကမနှိုးဝင်မကွေးစိတ်ကန်းသူရောက်၍နတ်မောင်မြို့သို့ခရီးဆက်ရမည်ပလိအရာရှိကလည်းအိတ်ပြက်နေမည်ဆိုသဖြင့်မနှိုးတော့ဘဲနှုတ်ဆက်သွားကြောင်းသာမှားကြားသွားရှာပါသည်မန္တလေးမှအတူစီးခဲ့သောအမြတ်တော်ဝင်းတောင်လဲမင်းလာဘိုတဲတွင်ရောက်ရှိနေနှင်သောအမြတ်တော်မင်းကြီးနှင့်တွေ့ဆုံရန်လိုက်လာခြင်းဖြစ်၍နှုတ်ဆက်ပြီးစင်းနေရစ်ခဲ့ကြောင်း ုံသည်ဆိုသူလဲပရိငဖဲသို့သွားရန်မင်းဘူးစိတ်ကန်းတွင်စင့်နေရခဲ့ကြ။အိယာကနိုးမှအခန်းဆောင်လူကလေးကအပြည့်အစုံပြောပြသဖြင့်ရေမိုးများချိုးကအဝတ်အစားလဲလျက်အိတ်လိုလဲမပြောစင်အော်ဒါမှမနိုးစားလိုလဲမဝင်စံတင်းချက်မှလဲတင်းမတင်းငါကိုယ်တော်ပိန်လှကြည့်တတ်ထောင်တာဘို့တုနဲ့လူစုတွေကွဲ EP ကိုတယောက်တည်းဟုညှဉ်းညူရမလို့ဖြစ်ရင်းနှင့်ခရီးဆက်ခဲ့ရပါနေတော်သည် အချိန်မှနေဝင်ကြီးတရောသူရောက်ပါလိမ့်ပြီတနေ့ကုန်အိမ်မောကြခဲ့ခြင်းကြောင့်အစာအိမ်ပူကအာဟာရများကိုတတ်နေပါတို့ကတွင်တွင်တောင်းခြင်းကြောင့်စာလောင်မွတ်သိသောဘဝသို့ရောက်နေပါလိမ့်ပြီဘာလို့ရကောင်းမလဲဟုစဉ်းစားသောအခါတယောက်ထဲမှပြင်းနေပါသည်လူကန်လူကန်နှစ်ခုပေါင်းတော့တရုပ်စကားဖြစ်သည် ဆိုပြီးတော့ကံကောင်းထောက်မှခြင်းတော့အခန်းဆောင်လူနေရောက်လာကာ မာလင်ကြီးကသူ့အခန်းသို့ကြွရောက်ပါရန် ဖိတ်ကြားကြောင်းပြောလာသဖြင့်အခန်းတကားကိုတော့ခတ်ကာလိုက်သွားပါသည် ရောက်သောအခါစားစရာများသာမက white label whisky ပလင်းမှာအသင့်ဖွင့်ကထောင်ထားပါသည်။ Eawri Company ပိုင်းတင်မောကြီးငယ်အရွယ်မရွေးဟူသမျှအစုံမရှိစံတက်ခုံမောင်းနေကြသည်သာ။ Eawri မြင့်နှင့်ပြည့်ကျက်လျက်ဒဇင်းပြီးဒဇင်းတံတန်းကြီးမြောက်စူးစူးတို့မျက်နှာမူ၍ချီတက်နေကြပါသည်။ မာလိန်မူးကအဝတောက်၍အဝစားရန်တိုက်တွန်းမာသည်တင်းမောမှာခုတ်လျက်ရှိနေ၍ဘဲစိတ်ကန်းတွင်အိတ်မလဲဟုမေးရာပြည်မြို့အရောက်ခုတ်မည်ဟုပြောပါသည် ပထမတွင်ဤသတင်းတူအတွေ့ဝမ်းသာ၍လူပော့သွားပါသည်ဝှိုက်နေဘဲဝီစကီကိုလည်းပထမခွက်နှင့်ဒုတိယခွက်ကို အမြည်လောက်နှင့်အရသာခန်းစားရင်းတောက်လိုက်ကြပါသည်တတရခွဲသို့ရောက်သောအခါထမင်းစားဖို့တိုက်တွန်းပါသည်ဟင်းများကလည်းအထူးချက်သားသည်ဖြစ်၍စားကောင်းကောင်းနှင့်ခက်များများစားလိုက်ပါသည် စားရင်တောက်သည်ဖြင့်တတ္တရခွဲကုံသွားပြန်ပါသည် စတုထခွက်တင်မှုဇိန်နှင့်မြုပ်ရန်ဆိုတာကိုပို့ထည့်ကြပြီးအမြုပ်ကလေးများတစီစီတက်ကဖန်ခွက်အတွင်ဒိုင်ပင်ထိုးနေသလိုတက်လာဆင်လာလုံနေကြသည်ကို ကြည်ကောင်းကောင်းနှင့်ကြည်ရင်ငါးသုံးလုံးစီးကရက်ကိုတလိပ်ပြီးတလိပ်ဖွာနေကြပါသည်မှောင်ကြီးမဲမဲတဲ့ညရင်းကြီးပြည်မျိုးကိုအရောက်ခုံလို့ဖြစ်ပါမလားဖြစ်ဖြစ်မဖြစ်ဖြစ်အရောက်ခုံရမှာပဲ ဟိုးတိုက်ဒီတိုက်နဲ့နှိုက်ချင်ရန်တိုက်ပြီးသင်းမောနဲ့လူတွေသေးကုန်မှဖြစ်ပြာဒါတော့အန်ဒီရမဖြစ်အောင်သတိနဲ့ခုံမောင်းဖို့ကတော့ကျွန်တော်တာဝန်မှုမပူပါနဲ့အထူးကယူဆိုင်မှာပါပြီးစိတ်ခန့်ကိုဘယ်အချိန်လောက်ရောက်မယ်မှန်းတယ်လဲဒီကနေ့ညာ7ခွဲ7နှစ်လောက်ရောက်နိုင်စရာရှိပါတယ်ဒုက္ခပါပဲဗျာညာကြီးမင်းကြီးသွားရေးလာရေးမလွယ်လို့ရေးလေကောင်ကြောက်ချအိနက်နက်လေးမှစိတ်ကန့်ကပ်ပြီးရင်ကိုမဖြစ်နိုင်တော့ဘူးဆရာရဲ့ မကွေးမျိုးစိတ်ကန့်တော့ကကိုစင်လေကတဆင့်ကျွန်တော်အမိတ်ရခဲ့တဲ့ကျင်းနန်းကတင်းမောကိုပြင်မြုပ်အရောက်သာခုတ်ခရီးသွားတဲ့ကုံများအားလုံးချပေးချက်ချင်းပြန်ထွက်ဗမောအရောက်မောလန်းခရီးမှာရန်သူလေးရင်မြန်အနှောက်ရှက်တွေ့ရင်တင်းမောကိုဖျက်ဆီးရေမြုပ်ပစ်လို့ရပါတယ်အဲ့လိုပါတယ်ဆရာကိစ္စပြင်မြုပ်မှာနိုင်ဝက်တနိုင်နဲ့ပြီးမယ်ဆိုရင်ကျွန်တော်စောင့်မယ်မန္တလေးပြန်ရောက်ဖို့ကဒီတနည်းပဲရှိတယ်အနုမို့ဆိုရင်ဆရာအသိဒုက္ခများမယ်ဘလို့သဘောရတယ်လဲ ရှေ့ဆက်သွားမဲ့ခရီးသွားတွေအတွက်ကောဗျာစူကာနီနဲ့တင်မောလုံသားခရာသည်တွေကိုတာဝန်ပေးပြီးပြီးသူတို့ဘာသာအကျိုးအကြောင်းပြောပြနှင်းချကြလိမ့်မယ်ဟုတီရူပြောပြသောအခါညမျိုးလွင်တွင်ခေါင်းချချလဲရပြန်မာတော့သည်တင်မောကိုကညကြီးတကောင်မှစိုက်မိပြည်မျိုးတွင်လဲစစ်ပေးစစ်တံကာကွယ်ရန်မှောင်ချထားပေလိမ့်မည် တတိဥညုံနှင်တွေ့ရန်ဘဲသွားရင်ဘဲလာရမည်လဲမသိဖြစ်နေသောအခါနိုင်ဝဲတနိုင်မြသာစောင့်နိုင်ပြီးတင်းမောနှင့်ပြန်လိုက်နိုင်ရေးမှာမနဲ့ဖြန်ရှင်ဘရင်ဖြစ်ဒီကနေ့မျက်နေဝမ်းလျှောယောဂါနှင့်သေဆိုတာမျိုးကဲ့သို့အကျိုးပေးဆန်းသူလိုဖြစ်နေပါလေသည်ပြိုရတော့မလားအောင့်မိပါမှ တပူပေါ်နှစ်ပူဆင့်သုံးပူနဲ့နေပူ၅ပူ၆ပူပြအိုတနဲ့ခုနှစ်ပူ၈ပူဆင့်နဲ့အလိုပြား၉ပူနဲ့၁၀ပူဆိုတာမျိုးဖြစ်နေခြင်းကြောင့် မာလင်ကြီး၏ကျေးဇူးစကားကို စေတနာကိုကျေးဇူးအထူးတင်ပါသည်ကျွန်တော်ကိစ္စမှာပြည်မြို့တွင်၃၄ရက်ကြာပါမည်ချက်ချင်းပြန်လိုက်နိုင်မည်မဟုတ်ပါဆိုင်ရာကအမိန်ပေးသလိုသာဖြောင်းဖြောင်းပြန်လည်စံတဲ့မောင်းနှင်သွားပါတော့ဟုပြောရင်ညကြည့်လက်ပတ်နိုင်ကိုကြည့်လိုက်ရာအိုးနိုင်ခွဲနေ၍လက်ကြံဖန်ခွက်ကိုမော့ပြီးလင်ကျေးဇူးတင်ပါသည်မင်္ဂလာရှိသောညပါဟုနှုတ်ဆက်က မာလင်၏အခန့်မှဆန်း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 နှင့်ထွက်လာခဲ့ရာအခန်းဆောင်လူငင်ကစောင့်ကြိုတွဲယူ၍ အိတ်ခမ်းသို့အရောက်လိုက်ပို့လိုက်သဖြင့်ငွေ30မွန်ဘူးပေးကခွဲခွာရေးအတွင်နှုတ်ဆက်သဘောမျိုးလုပ်လိုက်ရပါသည်။ပူရပင်ရစိုးရင်တော့ကတွင်ဝင်ရသဖြင့်မာလင်ကြီးအက်ခံလိုက်သောဝီစကီအရက်သည်လည်းမမူးတော့ဘဲနှင့်စိန်ပြက်ကုန်မာတော့သည်။အခန်းကိုလုံအောင်ပိတ်အတွင်းဂလန့်ချကညောင်လစိတ်ကန်းနှုံးကကဲ့သို့မိနီကို အဖြူရောင်ထွက်အောင်မှန်ဆက်ကူကိုဖြက်ခေါင်းအုံးချုပ်ရိုးကို မောင်းချဒားငယ်နှင့်ဖြက်အတွင်းပါငွေဆက်ကူ၃၀၀ကျပ်ကိုထုတ်ယူ၍ရှမ်းလွယ်အိတ်တွင်ထက် ရှက်အင်းကြီးလက်မောင်းရင်းအထိတပတ်ရှူထုံး၍ကြက်နေအောင်လွယ်ပြီးမှအပေါ်ဝင့်တိုက်ပုံအင်းကြီးကိုဝက်ကာရင်ပတ်သီးငါးသီးစလုံးတတ်ထားရပါသည်အနန်းတပေအလျားတပေခွဲဇောက်ချောက်လက်မှရှိသော အဝိအထေထဲသောတစ်တာအတွင်မှအသစ်ဆုံးမန္တလေးကျစ်ပိုးလုံးကြီးပေါ်ပလင်ရှက်အော်လဝူးတကလတ်အစစ်အင်းကြီးတို့ကိုထုတ်ယူဝက်ရခြင်းမှစစ်ကာလခရီးဖြစ်၍အဝိတထေကိုတခုနှင့်ခရီးသွားကန်းကြုံကထပစ်ခရမိပစ္စည်းများကို နှမျောစီကင်းရန်အတွေ့ဖြစ်ပါသည်ညကြီးလက်ပတ်နာရီမှလက်တန်ရှိသည်ချက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 ်မြည်တမ်းနှင့်အတူတပတ်ချင်းလက်ပတ်လာရာ၁၂နာရီမှတ်တင်းသို့ရောက်လာပါနေပြီသင်းမောမှအော်အရှည်ဆွဲတံလဲကျဲလောင်စွာအော်မြင်နေပါသည် ရှေ့သို့ခရီးဆက်ရမည်လူများလဲမကြေမနက်စူညံစူညံနှင့်ပွက်လောလန်းနေပါတော့သည်အကျမ်းပဲစီပြောသူကပြောငိုသူကငိုညီးသူကညီးဖြင့်စိတ်မချမ်းမြေ့ဘွယ် တက်တဲ့ရောက်ချင်းမျိုးနှင့်ရောက်သွားရပါသည်စိတ်ခံတမန်မှလက်နှိမ်တမ်းပြီးမိချောင်းကမိတ်လိုက်ဖွင့်လိုက် ပြသောမိယောင်ကလေးကိုအားပြုကတင်းမောမှဆက်ရှိန်တန်ရင်ချီကပ်သွားရပါသည် မကြမီစိတ်ခံတင်းမောတွင်တင်းမောကြီးကပ်မိပါပြီစင်ကြစင်ကြဟုနဲ့ကုန်းပတ်စည်းခရီးသွားများအားအတင်းနှင်ချနေပါလိမ့်ပြီလာဆန်း၅ရက်ဖြစ်ပြီလမင်းကြီးနဲ့မตาနှိုင်ရှားပါ လူတပေါင်းမင်းကြီးတီထားခဲ့သောတရီခိတ္တရာနေပြည်တော်ပြည်မြို့ကြီးသည်လည်းအမှောင်တုအောင်တွင်ပျောက်ကွယ်နေပါသည်စစ်ကာလမိမထွန်းရအမိန်ကြောင့်အရက်ရှစ်မျက်နှာမှောင်လို့မဲရင်မဲလို့သာမှောင်နေပါသည်တဦးကိုတဦးခေါ်ကြအော်ကြမေးကြမြန်းကြစဲကြဆူကြအော်ကြငေါက်ကြဒန်းတွေသာ နာကွဲမတက်ကြားနေရပါသည်ရှုမဝရုပ်စုံမဂ္ဂဇင်း AB 1980ဖြစ်ပါလေရှင် ကျေးဇူးတင်ပါတယ်ရှင်။ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြတ်မျိုးတွင်ရေးသားထားသည့်ရှေးဟောင်းနှောင်းပြင်များစောင်းပါအမှတ်၁၁ဒီမာရင်ပြီးဆုံးပါပြီရှင်။ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ကြကြသောစာပေချစ်သူများအားလုံးဘေးကင်းလုံခြုံ ကြမှာကြပါစေ။နောက်ထပ်အခန်းစဉ်များနဲ့အတူပညာပေးသုတရတဆောင်းပါးများနှင့်လူ့ရွယ်စမ်းကျင်ဝိထုများကိုလည်းတင်ဆက်ပေးသွားဦးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ ကျမကနှင်းစီပါရှင်။